အခန်း89ကောင်းကင်ထံမှကြာဆင်းလာသောလက်ဝါးဆရာကြီးလားစီနီယာချင်းရံမှနှာခေါင်းရှုံလိုက်သည်ဒီလိုမျိုးကလေးစင်ချီတွေကိုကျုပ်ကယုံမဲ့ထင်လားခမည်းခုနာကစစ်တူရင်ဝါဒနာအိုးရဲ့ကစားကွက်တွေကိုမြင်နေမလားတူတော်မှဒါကိုမဖြေရှင်းနိုင်တာကျုပ်လို့ဘာမှမသိတဲ့အစင်းတဲ့လူကဖြေရှင်းနိုင်ခဲ့မယ်လို့ထင်နေလား လင်းမှုဖန်လေးနဲ့စွာဖြစ်ဆက်ပြောသည်ပြီးတော့ဒီထက်ဆရာဘူးလေးအဲ့ဒါကိုဆရာကြီးကကြုတ်ကိုပေးခဲ့တာပဲဒီခီးစဉ်တစ်လျှောက်လုံးကြုတ်အတွက်အရန်လွယ်ကူနေတယ်လို့မထင်ဘူးလားအမှန်ကဒါရီအားလုံးဆရာကြီးရဲ့အစီအစဉ်တွေပဲသူကကြုတ်အတွက်အားလုံးစီစဉ်ပေးခဲ့တာအဲ့ဒါကစစ်မှန်တဲ့စတူရင်တာ ਉਹ ပဲစတူရင်ဝါဒနာအိုးတုံရင်စွာဖြင့်ထက်တလဲလဲရေရွတ်နေခဲ့သည်သူဤမျက်နှာတစ်ခုလုံးကနေရဲနေခဲ့ကသူ့မျက်လုံးများမှာလဲ တောက်ပလာခဲ့ဤလင်မှုဖန်းတပြင်းချလိုက်ပြီးဆရာကြီးကအားလုံးကိုတိနေတယ်။သူကကဘာတစ်ခုလုံးကိုတောင်မှသူ့ရဲ့စစ်တူရင်ကစားပွဲလို့တတ်မှတ်ထားတာပဲ။ကျုပ်ကိုယ်တိုင်ကသူ့ရဲ့လက်ထဲကကြားစီလေးတတ်တာပဲ။ကျုပ်ကိုယ်တိုင်လည်းဒီထက်ပိုပြီးမမျော်လင့်ရဲဘူး။စီမီယာချင်းရံမှာတွေ့ဝေသွားပုံရတော့လဲသူဆက်လက်၍နှာခေါင်းရှုံလိုက်ပြီးဟာဟာ။ဟာတာပဲလွန်ခဲ့တဲ့နှစ်တထောင်ကတည်းကမတည်ချင်းထာဝရလန်းစင်ရဲ့တရားကပျက်စီးသွားခဲ့ပြီးဒီလိုလူတယောက်ကကျုပ်တို့အင်မော်တယ် ကဘာမှာရှိနေတယ်လို့ထင်နေတာလားဘာလို့ရှိနေရမှာလဲခမ ्या ကတေခာနီးမှ ကျုပ်ကိုအတုံးမဝင်တဲ့စကားတွေနဲ့လိမ်လည်ဖို့ကြိုးစားနေတာပဲသူသာတကယ်ပဲအရာအလုံးသိမယ်ဆိုရင်ကျုပ်မင်းကိုတတ်ပြီးရေခဲတလင်းကြောက်ကိုလူယူသွားမှာကို သူသိမှာပေါ့ဟာဟာလင်းမှုဖန်တက်ပြင်းချလိုက်ကသူမျက်နှာထက်တွင်တနာသည့်ဟန်တို့ပေါ်ပေါက်လာခဲ့သည်ဟုတ်တယ်ဆရာကြီးကဒါကိုလည်းမြင်ခဲ့တယ်ဒါကြောင့်မို့သူကကျုပ်ကိုတစုံတစ်ခုတင်ပေးခဲ့တယ် ကျုပ်ကခမည်းကိုကူညီပြီးအသက်ရှင်ခွင့်ရအောင်လုပ်ပေးနေတာပဲခမည်းကောင်းဆက်မမာနဲ့တော့ဒီနေ့မှကျုပ်မိတ်ဆွေတယောက်ကိုကျုပ်လက်နဲ့မတက်ချင်ဘူးဟုတ်ပြီဒါဆိုလဲစူးစမ်းကြည့်လေကျုပ်လည်းတော်တော်လေးကိုအသက်ကြီးနေပြီအဲ့ဒီဆရာကြီးသာတကယ်ပဲရှိနေတယ်ဆိုရင်ကျုပ်ပဲနီးနဲ့မဆိုအဖြစ်ပြုသွားမှာပဲဒီလိုမျိုးအရင်နီးကြီးကြီးရင်ရမယ်ဆိုရင်တော့ကျုပ်ရင်ရဲတယ်စီနီယာချင်းရန်ကခက်ထန်သည့်စကားတန်ဖြင့်អော်လိုက်သည်ទុខခန္ဓာကိုထက်တွင် အလွန်တောက်ပသည့်အလင်းရောင်တို့ဝင်ရလာခဲ့၏ထိုအလင်းတို့ကသူ၏ခန္ဓာကိုယ်ထဲသို့ဝင်ရသွားပြီးနောက်ထက်ရှလာခဲ့ကာလင်မှုဖန်းစီတို့တိုးဝင်သွားခဲ့သည်စုံဖိုးကြီးကြောက်လန့်တကြားအော်လိုက်သည်သူကလင်မှုဖန်းအားကြီးကကူညီရန်လှမ်းအော်လိုက်၏လင်မှုဖန်းသာ သူပြောသလိုအစွမ်းအားကြီးနေသည်ဆိုလျင်အဘဲကြောင့်ပြန်လည်းမတိုက်ခိုက်သည်နီဘာကြောင့်မို့ထိုကဲ့သို့တိုက်ခိုက်မှုမျိုး အရှိ၌ဒီတိုင်းသာရက်နေရသည်နီလင်မှုဖန်းကအလင်းတန်းများသူ့ထံတိုးဝင်လာသည်အား မမြင်သည့်ဟန်ဖြစ်နေခဲ့သည်ထိုလင်းတန်းကအလွန်မင်းလင်မြန်သည့်အမြန်နှုံးဖြင့်ရောက်ရှိလာခဲ့ပြီးလင်မူဖန်းနှင့်သုံးပေအကွာခန့်သာကွာဝေတော့သည်တိုးတော်လဲလင်မူဖန်းမှာတည်ငြိမ်နေစေဖြစ်ကမလုံမရှက်ဖြစ်နေခဲ့၏သူလက်ဖွားကိုခင်းညင်းစွာမြောက်လိုက်ပြီး ရုတ်ချင်းထိုလင်းတန်းတို့ကပုံတထမ်းမဲ့ခွန်အားဤတားဆီးခြင်းကိုခံရသည့်အလားလင်းမှုဖမ်းဤမျက်နှာရှိတွင်တိခနဲရက်တန်သွားသည်လေပြင်းများသည်လည်းရုတ်ချင်းတဲထန်စွာတိုက်ခတ်လာခဲ့ဤလေပြင်းများကနေရာပေါင်းစုံမှတိုက်ခိုက်လာခဲ့ပြီးအဖိုးကြီးစွန်းဤမုတ်ဆိတ်များကိုပင်အရှိမအနောက်သို့ကခုံသွားစေခဲ့သည်ဝုန်းဝုန်းလေတိုက်ခိုက်မှုကအလုံးပင်ပြင်းထန်လာခဲ့ကကောင်းကင်တစ်ခုလုံးပင် အယောင်ပြောင်းသွားသည်ထိုစဉ်လင်းမှုခန့်ဤခန္ဓာကိုယ်ထက်တွင်ဆွာအကြီးသည့်ဉာဏ်လိုက်တစ်ခုထွက်ပေါ်လာလေသည်ရုပ်ချင်းသူ၏ပုံရိပ်ကကြီးမားသွားပြီးကောင်းကင်နှင့်မြေပြင်အားဆက်သွယ်ထားသည့်အလားပင်ထင်ရသည်ဒါကဒါစီနီယာချင်းရဲ့ဤမျက်နှာအမူအရာပြောင်းလဲသွားသည်သူတကားမှမမြင်ဖူးသည့်အရာကိုမြင်လိုက်ရသည့်အလားကြောက်ရွံ့မှုတို့ကိုကြီးစိုးလာခဲ့ဤတုံကြီးစွာဖြင့်ရေရွတ်လိုက်သည်နတ်နတ်ဖျားတွေအခွန်အားဆရာကြီးက အဲ့ဒီပုံရိပ်ရောင်တွေကိုရည်ရွယ်ချက်မရှိဘဲပြသခဲ့တယ်လို့ကျုပ်အစကထင်ခဲ့တယ်။အခုတော့သူကအရာရာတိုင်းကို တွက်ချက်ပြီးကျုပ်အတွက်အားလုံးကိုရည်ရွယ်ချက်ရှိရှိလုပ်ပေးလိုက်တယ်ဆိုတာနားလည်သွားခဲ့ပြီ။လင်မှုဖန်းကတည်ငြိမ်စွာပြောလိုက်သည် သူကဆရာကြီး၏အပြုအမူတိုင်းကိုတကယ်ပင်အထင်ကြီးနေမိ၏။မင်းအမင်းစီနီယာချင်းရန်တုံ့ပြန်နေခဲ့သည် သူထွက်ပြေးရန်စူးစမ်းလို့တော်လည်းပဲဆွာကြီးသည့်ခွန်အားတစ်ခုကသူ့ကိုပိတ်လောင်ထားကြောင်းနားလည်လိုက်သည်။ ်ရင်းခွန်အား၏အောက်၌သူထွက်ပြေး၍မရသည်ကိုခံစားနေရသည်လင်မှုဖန်သူ၏လက်ကိုဖြင်းညင်းစွာဖြင့်အောက်သို့ရိုက်ချလိုက်လေသည်မင်းကောင်းကင်ထက်ကလဝါတစင်ကြဆင်းလာတာကိုမြင်ရလားဝုံပြုတ်ချင်းညံလိုက်တို့ကပဝင်းကျင်၌ပြန်ကျဲသွားသည် ကောင်းကင်ထက်ရှိလက်ဝါတစင်မှာတိမ်တိုက်များကိုဖယ်ရှင်းကဆင်းသက်လာ၏ရုပ်ချင်းထိုလက်ဝါကတိမ်ဆိုင်များကိုထိုးကွင်းကအောက်ကခဲတစင်အလားကျွေကြပြီးစီမီယာချင်းရန်ထံသို့တက်ဆင်းသည်မဟုတ်ဘူးမဟုတ်ဘူးစီမီယာချင်းရန် ကြောက်လန့်တကြားအော်ကကောင်းကင်ထက်သို့မယုံနိုင်စွာကြည့်လိုက်သည်သူ၏နီလန်းပေါင်းစုံဖြင့်ခုခံရန် ကြိုးစားတော်လည်းပဲထိုလက်ဝါးကျဆင်းလာသည်တွင် အရာအလုံးမှာအတိတ်ပဲမဲ့ရသည်ဝုံသူ၏အကာရံများပျက်စီးသွားရသည် ရုတ်ချင်းလက်ဝါးကြီးမှာသူထံသို့ဆက်လက်သက်ဆင်းလာ၏ဝုံမြေပြင်နှင့်တောအုပ်တစ်ခုလုံးပင်ငလင်လုတ်ခတ်သွားသည့်အလားလုတ်ခါသွားသည့်မြူကိုးများနှင့်ဖုံးမှုများရှင်းလင်းသွားသည့်တွင်ကြီးမားသည့် လဝါရကြီးတခုမြေပြင်ထက်၌ထင်ကျန်ခဲ့သည့်အာမြင့်နိုင်သည့်စီမီယာချင်းရန်သည်တော့အရေးရောက်မရှိပြောက်ွယ်သွားကလေထဲကျွေလွင့်သွားသည်ဟန်ထင်ရသည်ဖျားဖျားကြီးစွန်ဖိုးကြီးမှမြင့်တက်နေသည်သူကလင်မှုဖန်းအားယခုမှပထမဆုံးအကြိမ်တွေ့ဘူးသည့်အလားကြည့်နေခဲ့၏သူအကွဲနေသည့်အတန်ဖြင့်ဒါဒါကမင်းဆရာကြီးစီကတင်လာတဲ့အရာလားဘာကြောင့်မို့ငါဆရာကြီးစီကသူ့ရဲ့ပညာကိုတင်ကြားခွင့်ရှိရမှာလဲ ်ငါကသူ့ရဲ့စွမ်းအားအပေါ်ညံအလင်းတစ်ခုနည်းနည်းလောက်နားလည်ပြီးရလိုက်ရုံပဲလင်မှုဖန်းကမိသည့်အထင်ကြီးစရာကောင်းသည့်အရာတစ်ခုမှ မလုပ်လိုက်ရသည့်အလားအေးအေးဆေးဆေးပြောလာခဲ့သည်သူကမြေပြင်ထက်ရှိ အမတ်သားအားကြည့်ကာတက်ပြင်းချလိုက်သည်ငါရဲ့နားလည်နိုင်စွမ်းကတော်တော်လေးကိုနည်းပါတာနှမျောစရာပဲငါအဲ့ဒီပုံရိပ်ရောင်တွေအားလုံးရဲ့တပိုင်းတစ်ကူသာဖန်းဆုပ်မိနိုင်ခဲ့တယ်အားလုံးရဲ့တပိုင်းတစားတယ်လားတကယ်ပဲလား ဒါကလက်ဖျားခွန်အားလေးဆုံးဖိုးကြီးဤမျက်လုံးများမှာနီးရဲနေခဲ့သည်သူဤမိတ်ဆွေကောင်းကြီးမှာပြောင်းလဲသွားပြီဖြစ်၏ဆရာကြီးအားမြင်ပြီးနောက်တွင်သူအတော်လေးကိုကြွားတက်လာလေသည်သို့တော်လည်းပဲသူဒီလဲဆရာကြီးအားတွေ့ချင်နေခဲ့သည်ဒီကရောင်းရင် ခမည်းရွေးခဲ့တဲ့စစ်တူရင်ရွေးကွက်ကတကယ်ပဲဆရာကြီးကညှို့ပြလိုက်တာလားအဲ့ဒါအမှန်ပဲလားစစ်တူရင်ဝါသနာအိုးကလည်းပဲစိတ်လှုပ်ရှားကလင်မှုဖန်အားကြီး၍လေးစားစွာပြောလာသည် လင်မှုဖန်ကောင်းကြီးလိုက်ဤဟုတ်တာပေါ့ စတူရင်ဝါဒနာအိုချက်ချင်းပဲလင်မှုဖန်အားဥညွတ်လိုက်သည် သူကျေးဇူးတင်စွာဖြင့်ပြောလာသည်ဒီလိုမျိုးရွေးကွက်ကိုတွေ့မြင်ရတာကျုပ်အတွက်ကောင်းကြီးတစ်ခုပဲကျုပ်ထက်ပြီးမမေ့တော့ပါဘူးဒါပေမဲ့ဒီလိုမျိုးဆရာကြီးတစ်ပါးကဒီကဘာမှာတရှိနေတယ်ဆိုတာကျုပ်သိရမှတော့သူ့ကိုမတွေ့ရဘူးရင်ကျုပ်နောင်တရနိုင်မိလိမ့်မယ်ကျုပ်ကိုသူနဲ့မိတ်ဆက်ပေးဖို့ခမားကိုတောင်းဆိုလို့ရမလားလင်မှုဖန်မျက်မှောင်ကျုံလိုက်သည်သူကစတူရင်ဝါဒအိုအားကြည့်ပြီးနောက် အဖိုးကြီးစွန်အားကြိလိုက်သည်အနှဲငယ်တိုးဆုပ်ပြီးနောက်တွင်တော့သူပြောလာသည်ခမားတို့အားလုံးကဒီရေခဲတစ်တာကိုရယူဖို့စူးစားပေးခဲ့တာပဲဆရာကြီးကစစ်တူရင်ကစားရတာနှစ်သက်တယ်ဆိုမှတော့ကျုပ်ခမားတို့နှစ်ယောက်ကိုသူနဲ့တွေ့ဖို့ခေါ်သွားပေးမယ်စစ်တူရင်ဝါသနာအိုးနဲ့စွန်ဖိုးကြီးတို့မှဝမ်းသာသွားသည် လင်းမှုခန်းပြောလာပြန်သည်အခုချိန်ထပ်ဖြုံးလို့မရဘူးကျုပ်တို့ဒီရေခဲတတော်ကိုရလိုက်ပြီဆိုမှတော့ဆရာကြီးစီသွားပြီးကျုပ်တို့ရဲ့ကျေးဇူးတည်တတ်မှုကိုပြတဲ့အနေနဲ့ သွားပို့ပေးရမယ်။သွားကြရအောင်။ယူချင်းသူတို့သုံးဦးမှာအလင်းတန်းအတွင်ကူးပြောင်း၍ကွန်းလောင်အင်မော်တာမင်းဆက်စီတို့ပြန်တန်းသွားခဲ့သည်။မကြာခင်သူတို့ဤမျက်မှောက်၌တောင်တလုံးပေါ်လာသည့်အချိန်တွင်လင်းမှုဖန်းတောင်ချီတို့ဆင်းလိုက်သည်။သူလေးနဲ့တီလေးတန်ဖြစ်ပြောလာခဲ့ဤဆရာကြီးကဒီတောင်ပေါ်မှာနေတဲ့ကျုပ်တို့ခြေလင်ပဲဆက်သွားကြရအောင်။ ီလိုပဲဖြစ်ရမယ်ဒါကကျုပ်တို့ဆရာကြီးကိုပြတာတဲ့အခြေခံအကြဆုံးလေးစားမှုပဲအဖိုးကြီးစွန်းနဲ့စစ်တူရင်ဝါဒနာဦးတည်လည်းပဲလေးနက်စွာဖြင့်ခေါင်းငိတ်သဘောတူလိုက်ပြီးလင်မှုဖန်ဆက်ပြောလာခဲ့သည်ဆရာကြီးကတာမန်သူတွေရဲ့ဘဝကိုတာမန်လူတိုင်းပဲတွေ့ကြုံခံစားနေရတဲ့ဆိုတာခမားတို့အမြဲမှတ်ထားရမယ်သူ့ရဲ့အိမ်ထဲမှာယတနာတွေအခွင့်လန်းတွေပြည့်နေတယ်ဆိုပေမဲ့အလုံးရဲ့တုတ်ပြံမှုတွေကိုထိန်းချုပ်ရမယ်ခမားတို့သူ့ကိုတာမန်လိုပဲဆက်ဆံမဟုတ်ရင်သူမှကြည်မနက် ဖြစ်သွားလိမ့်မယ်မစိုးရိမ်ပါနဲ့ခမည်းလန်တလျှောက်လုံးအကျင့်တရားမကပြောလာခဲ့ပြီးပါပြီအဖိုးကြီးဆုံးကပြောလာသည် ထိုစဉ်လင်မှုဖန်းဆက်ပြောလာ၏ဒါကသူ့ရဲ့အိမ်ကိုရောက်ဖို့အတွက်အခြေခံအကျဆုံးအတားအဆီးတစ်ခုပဲကျုပ်တို့ဒါကိုအစိုးကလေးကတေးချအောင်လုပ်ရမယ်ရုတ်တရက်စစ်တူရင်ဝါဒနာအိုး၏မျက်လုံးများကတောက်ပသွားခဲ့ကဝမ်းသာစွာပြောလာလေသည်ကျုပ်ဆရာကြီးရဲ့အမူအကျင့်ကိုနည်းနည်းလောက်နားလည်သွားပြီလို့ထင်တယ်အခန်း၈၉ပြီးပါပြီ အခန်းကိုဆက်ဖားရနေလိုက်တဲ့ကောင်စုပ်ခမားနားလဲတယ်လားလင်မှုဖန်းနဲ့အဖိုးကြီးဆုံးလို့ဒီစစ်တူရင်ဝါဒနာအိုအားတပြိုင်နက်ကြည့်လိုက်ကြသည်အင်းရှင်းဆန်းပါဦးအဖိုးကြီးဆုံးလဲတီးကျင်စိတ်ဖြင့်မေးလိုက်သည်တကယ်တော့ကျုပ်မှာအဲ့လိုအတွေ့အမျိုးရှိနေတာကြားပြီးစစ်တူရင်ဝါဒနာအိုလဲပြုံးလျက်ဆက်ပြော၏ခမားတို့ကျုပ်တို့လိုကြင်ကြံသူတွေကအင်မော်ရယ်ဖြစ်နေမွေးလာကြတာမဟုတ်ဘူးကျုပ်တို့ဟာတာမန်လူတယောက်ရဲ့ခန္ဓာကိုယ်နဲ့ပဲမွေးဖွားလာကြတာလေကျုံမြဲတမ်းတွေးလို့ရှိတယ် ျုပ်တနေ့မှာအင်မော်ရယ်အဖြစ်မွေးဖွားဖြစ်လာခဲ့ရင်ကျုပ်ရဲ့ကြင်ကြံခြင်းတွေနဲ့အလုရှုပ်ခဲ့ရတဲ့ဘဝကိုအဆုံးသတ်လိုက်မယ်။ပြီးရင်ကျုပ်သားမလူတယောက်ရဲ့ဘဝလိုပြန်နေထိုင်မယ်။အပူပင်ကင်းမဲ့တဲ့ဘဝမျိုးပေါ့ဗျာ။တာမန်လူသားတွေနဲ့အတူတူ ရောနှောနေထိုင်ရင်းနဲ့ကျုပ်ရဲ့ဘဝကိုအေးဆေးဖြတ်တမ်းမယ်ပေါ့။ခမားမှန်နဲ့ခမားတိတ်ကူမှန်နဲ့အဖိုးကြီးစွန်းလဲသဘောပေါက်သွားကခေါင်းနှိပ်လိုက်သည်ဒါဆိုရင် အင်မော်ရယ်ဖြစ်သွားပြီးတဲ့လူတစ်ယောက်ကသူ့ရဲ့အခြေခံဘဝကိုပြန်သွားပြီးတာမန်လူတစ်ယောက်လိုပြန်နေနေတဲ့အချိန်မှာတယောက်ယောက်ကသူ့ကိုသူ့ရဲ့ဂုံပုတ်တွေကိုဖော်ထုတ်မယ်ဆိုရင်သူစိတ်နှောက်ရက်ဖြစ်ပြီးစိတ်ပြတ်မှာပေါ့ဒီတဘောပဲဤဒီမှာအချမ်းသာဆုံးလူတစ်ယောက်နဲ့တွေ့ဆုံရခြင်းကဲ့သို့ဖြစ်သည်ထို့သူထေကသူသည်ပတ်စံကြောင်းစိတ်မဝင်စားသောတာမန်လူတစ်ယောက်ဖြစ်သည်ဟုပြောဆိုနေလျင်သူအားသူထေတစ်ယောက်ဟုထုတ်ဖော်ပြောလိုက်ခြင်းသည်တင့်တော်မီလောမတင့်တော်ဘေးရွေးချယ်စရာမရှိကဟန်ဆောင်ဆက်ဆံပေးလိုက်ယုံသာတင့်တော်သည် လင်မူဖန်တိုးညင်းသောအတန်ဖြစ်ပြောလိုက်သည်ကဲပြောတာဆိုတာတွေဒီမှာပဲရက်လိုက်ကြရအောင်ရှေ့မှာရောက်ပြီးအဖိုးကြီးဆိုးနဲ့စစ်တူရင်ဝါဒနာအိုးတို့မှာတုံရင်လျက်စိတ်လှုပ်ရှားနေကြသည်သူတို့၏အသက်ရှူတံများပြင်းထန်လာကခြေလက်များအေးဆက်နေလေသည်သူတို့မှာစာမွေးပွဲအခမ်းအနွေတို့ဝင်ရမည့်ကြောင်းသားများကဲ့သို့ဖြစ်နေပြီးစိတ်လှုပ်ရှားစွာနေရထိုင်ရခက်လာ၏စိတ်အေးအေးထားပါဆရာကြီးကဖော်ဖော်ရွရွရှိပါတယ်လင်မူဖန်လည်းစိတ်သက်သာရရစေရန်ပြောလိုက်သည် ထို့နောက်သူရှိသူလှမ်းလိုက်ကလေးစားစွာဖြင့်လှမ်းခေါ်လိုက်သည်တခင်လေးလီအိမ်ထဲမှာရှိပါသလားရှောင်းပိုင်းတကားဖွင့်လိုက်သည်သူတို့သုံးယောက်အားကြည့်ပြီးနောက်ပြောလိုက်သည်ကြိုးဆိုပါတယ်ဒါဆိုရင်ဒါကစိတ်ဝိဝင်ရုပ်သေးလားအံ့ဩဖို့ကောင်းလိုက်တာချက်ချင်းပင်အဖိုးကြီးဆွနှင့်စစ်တူရင်ဝါဒနာအိုးတို့မှာအံ့ဩမြင်တတ်သွားသည်စိတ်ဝိဝင်ရုပ်သေးသည်သူတို့စိတ်များအားဖတ်နိုင်လောက်သည်အလင်းအမြန်ပင်သူတို့သည်သူတို့၏ဘဝတလျှောက်အချို့သာဆုံးသောအပြုံးဖြစ်ပြုံးပြလိုက်ကြသည် လင်မှုဖန်လေးစားစွာပြောလာလေသည်မင်္ဂလာပါရှောင်းပိုင်းကျုပ်ကလင်မှုဖန်ပါတခင်လေးလီရဲ့မိတ်ဆွေပါကျွန်တော်မှတ်မိပါတယ်ရှောင်းပိုင်းကောင်းကြီးလိုက်ကတကားဖွင့်ပေးလိုက်သည်အထဲဝင်ကြပါဦးဂျေဇူးပါသူတို့ဒီလေးပါသောပိတုကာဆန်အိမ်ထဲသို့ဂယုတဆိုင်ဝင်လာကြသည်လေးပါသောပိတုကာဆန်အိမ်အပြင်ဆင်မှာလွန်ခဲ့သောရက်များမှအတိုင်းပင်များစွာပြောင်းလဲသွားခြင်းမရှိတော့လေမိတို့ဖြစ်သည်မတိသူတို့၏စိတ်ထဲတွင်ပြောင်းလဲမှုများရှိနေကြောင်းခံစားနေရသည် လေးပါသောပိတုကာဆန်အိမ်ထဲသို့ဝင်လာစဉ်အချိန်တွင်သူတို့ဆုရသောအနံ့တစ်ခုရလိုက်ပြီးလေးလင်းမှာတာမန်ပန်းတပွင့်ဤယနံ့မဟုတ်ပေစိတ်ဝိဝင်စေးပင်ဤယနံ့သာဖြစ်သည်သူတို့သုံးယောက်လုံးသည်စိတ်တုံလုံသွားပြီးနောက်တွင်လန်းဆန်းမှုအားခံစားလိုက်ရသည်သူတို့မှာစိတ်ဝိဝင်တစ်ပင်များနှင့် အစစ်အမြင့်ဆုံးစိတ်ဝိဝင်စေပင်များအားမကြည့်ပဲမနေနိုင်တော့ချေသူတို့ဤနှလုံးခုန်တံများမြန်လာလေသည်စေပင်များဤဖွံ့ဖြိုးနေမှုမှာစိတ်ကူးထက်ပင်ကြော်လုံနေသည်စေပင်များသည်ဆရာကြီးဤအာယုံဆိုင်မှုအားရရှိရန်လေရင်တို့ဤရနက်များအားအပြိုင်ဆိုင်ထုတ်လွှတ်နေကြသည်ထို့ပြင်လင်မှုခန်းသည်ပန်းမပွင့်နိုင်သောမျိုးစိတ်ဖြစ်သည့်စိတ်ဝိဝင်စေပင်တပင်တွင်ပန်းပွင့်နေသည်ကိုတတိထားမိသွားသည် ဒီပင်တွေသူတို့ဘာလုပ်လိုက်တယ်ဆိုတာကိုရောသိကြရဲ့လားဤအိမ်တွင်သူ့အတွက် နေစရာအနေအားမရှိတော့တကယ်တို့လင်မှုဖန်းခန်းစားလိုက်ရသည်သူ့လိုလူနဲ့မထိုက်တန်ပေလုံးဝမထိုက်တန်ပေလီမင်းဖန်သည်တက်ကြီးနှင့်စစ်တူရင်ကစားနေလေသည်သူလင်မှုဖန်းအားတွေ့တော့အခါပြုံးရက်ပြောလိုက်သည်အကိုလင်ရောက်နေတာပဲကြိုးဆိုပါတယ်နှုတ်ဆက်ပါတယ်မင်းကလေးကြီးတခင်လေးလီနှုတ်ဆက်ပါတယ်လင်မှုဖန်းသည်ယတနာအားပေးအပ်ရန်စိတ်အားထက်သန်နေသည် တခင်လေးလီလွန်ခဲ့တဲ့ရက်တုန်းကတခင်လေးရေခဲတတတလုံးလိုနေတယ်လို့ပြောတာကြားလိုက်တယ်ကျွန်တော်ဖြတ်သွားဖြတ်လာရင်လည်းဒါလေးကိုတခင်လေးအတွက်ယူလာခဲ့ပါတယ်ရေခဲတတပါလာလာလားလီနင်းဖန်မှာမျောလင်းချက်များစွာဖြင့်မျက်လုံးများတောက်ပါသွားသည်ဒီမှာပါလင်မှုဖန်ဘူးလေးအားထုတ်လိုက်ကလီနင်းဖန်အားကမ်းပေးလိုက်သည်လွန်ခဲ့တဲ့ရက်တုန်းကကျုပ်ယူထားတဲ့ဘူးလေးကိုပါပြန်ယူလာခဲ့တယ်လီနင်းဖန်သည် လင်မှုဖန်အားအမှန်တကယ်ပင်အထင်ကြီးသွားသည့်ကြည်စမ်းပါအောင်ဘလောက်ယင်ကြည့်လိုက်တလဲသူကတခါသုံးမှုလေးကိုတော့သုံးပြီးတာနဲ့စေကျော်ပြီးပြန်ယူလာခဲ့ပေးတာပဲလွန်ခဲ့တဲ့ရက်တုန်းကငါရီကဲတတအကြောင်းပြောခဲ့တယ်မှတ်မိတာတော့မဟုတ်ပဲလက်ဆောင်ပါယူလာခဲ့ပါလားဒီအင်မော်ဒယ်ကဘာကိုအနေရည်တွေနဲ့ပြည့်နေတဲ့နေရာလို့ငါထင်ခဲ့တာကြည့်ရတာငါမသွားပြီပဲလီမင်းဖန်ထိုးထိုးတွေးနေမိသည် သူဘူးလေးအားလက်ခံရယူလိုက်သည် သူသည်ဘူးအတွင်း၌ရှိနေသောစထကံပုံစံပုံဆောင်ခဲအားကြည်လိုက်၏ပုံဆောင်ထဲမှာအလွန်ပင်လှပလေသည်မိုးပြအောင်ဆူဆူဖြင့်တောက်ပတ်နေကဖြားထွက်နေသောအယောင်အဝန်းအဝိုင်းဖြင့်မျက်စိကျင်းလောက်အောင်တောက်ပတ်နေသည့်ကလေးလီနင်းဖန်ဘူးဖုံးအားဖွင့်လိုက်သည့်တခင်လေးလီလင်းမှုဖန်သည်ရေခဲတလင်းကြောက်၏အေးခဲမှုအကြောင်းလီနင်းဖန်အားတတိပေးရန်ဟန်ပြင်လိုက်တော့လေလီနင်းဖန်မှာရေခဲတလင်းကြောက်အားထုတ်ယူကသူဤလက်ပေါ်ပင် တင်လိုက်ပြီးဖြစ်ကြောင်းတွေ့လိုက်ရသည် ချက်ချင်းပင်လင်မူဖန်းသည်ပြောမိစကားများအားမျိုးချလိုက်ရသည်သူအတွေးလွန်သွားတာလေသူကဘသူမို့လို့လဲသူ့လိုဆရာကြီးကိုတတိပေးစရာတောင်းလို့လို့လားပုံဆောင်ထဲမှာထိတွေ့ရန်ပင်အလွန်အေးလေသည်လီမင်းဖန်သည်လေရင်အားသူ၏လက်ဖွားထဲသို့ထည့်လိုက်သောအခါချက်ချင်းပင်အေးဆက်မှုအားခံစားလိုက်ရကလန်းဆန်းသွားသည်တို့ရာတွင်သူအနှဲငယ်မျက်မှောင်ကျုပ်လိုက်သည့်အပူချိန်ကနည်းနည်းမြင့်နေရဲဒါကိုရေခဲတက်တာလို့တုံးလို့ရမှာမဟုတ်ဘူးထင်တယ် သူထိုတို့ပြောလိုက်ပြီးနောက်ပုံဆောင်ခဲ့၏အခုချိန်မှာကြဆင်းသွားကအအေးဆုံးအနေထားဖြစ်သွားသည့်ကောင်းလာကြည်လာအံ့ဩသွားရမည်အစာလီမင်းဖန်သည့်ပျော်ရွှင်နေလေသည်ဒီတစ်ခုကလည်းအတန်နဲ့ထိန်ချုပ်လို့ရတဲ့ပစ္စည်းဆိုတာကိုစောစောတွေကနားလေလိုက်ရမှာအရန်ကောင်းတယ်အခုဒါကိုရေခဲတက်တာလို့ရောလေးပေးဆက်လို့ပါတုံးလို့ရပြီကောင်းတယ်တိတ်ကိုကောင်းတယ်ချက်ချင်းပင်စမ်းချောင်းကလေးနံပေးတွင်သူရေခဲတလင်းကြောက်အားနေရချက်ထားလိုက်သည်ထို့နောက်သူအမိန့်ပေးလိုက်သည်အပူချိန်လျှော့မယ် လေးများအေးဆက်သွားသည်စမ်းချောင်းမှစတင်၍အေးလာကခဲသွားသည်အထိအေးဆက်သွားသည်လင်မူဖန်းနှင့်အခြားနှစ်ယောက်သည်ဆရာကြီးအထင်ကြီးစေရန်အကောင်းဆုံးပြုမူနေထိုင်နေသော ရေခဲတလင်းကြောက်အားစိုက်ကြည့်လိုက်ကြသည်သူတို့သုံးယောက်ဤစိတ်แท้တွင်ရေခဲတလင်းကြောက်အားတပြိုင်နက်တည်းလှောင်ပြောင်လိုက်ကြသည်ထားရနေလိုက်တာမကြသေးသောအချိန်ကရေခဲတလင်းကြောက်သည်မာနကြီးနေသောရတနာပစ္စည်းဖြစ်သည်ဆရာကြီးစီတို့ရောက်လာသောအချိန်တွင် လေးရင်းသည်ချက်ချင်းပင်အမိန့်နာခံတတ်သော တာမန်ပစ္စည်းလေးဖြစ်ဟန်ဆောင်လေးလေးသည်အင်ဒီနာထားရင်အစဉ်ပြေတယ်လီမင်းဖန်သည်သူ၏ရေခဲတတအားကြီးကကြီးနူးနေသည်သူလင်းမှုဖန်အားပြောလိုက်သည်ကျေးဇူးတင်ပါတယ်အကိုလင်းဒါကအသေးဖွဲလေးပါဗျာတခင်လေးလီအယမ်းရင်ကြေးလို့နေပြီလင်းမှုဖန်ပြောလိုက်ဤသူအလွန်ပင်စိတ်လှုပ်ရှားသွားသည်ဆရာကြီးသည်သူ၏လက်ဆောင်နှင့်ပတ်သက်၍အလွန်ကျေနပ်သွားဟန်ရှိသည်တော်တော်တော်လိုက်တဲ့ငါပါလားသူဒီအပျော်ဆုံးအနေထားသို့ရောက်ရှိနေသည်ဒီဘူးလေးကတခါသုံးပစ္စည်းလေးပါ ကျွန်တော်ကိုပြန်ပေးစရာမလိုပါဘူးအတုံးမဝင်တော့ဘူးလေဒီနင်းဖန်ဘူးလေးအားဘေးဘက်သို့ပစ်ချလိုက်သည်ထိုဘူးလေးအားသူ့လုံးဝဂရုစိုက်ပုံမပေါ်ချေလင်မှုဖန်းနှင့်အခြားနှစ်ယောက်တို့၏အသက်ရှူတန်များပြင်းထန်သွားသည်သူတို့သည်ပြုကျဲသောမျက်လုံးများဖြင့်ဘူးလေးအားစိုက်ကြည့်နေကြသည်သူတို့ယူသွားသလိုပင် ခံစားနေရသည်အတုံးမဝင်တော့ဘူးလေလားတခါတုံးပစ္စည်းလေလားထိုဘူးလေးမှာအဖိုးမဖြတ်နိုင်သောယန္တနာပစ္စည်းဖြစ်သည်ထိုပစ္စည်းလေးသည်စွမ်းအားအမြင့်ဆုံးပစ္စည်းများအားတူလောင်ထားနိုင်သောယန္တနာပစ္စည်းဖြစ်သည် သူကထိုကူးလေးအားတစ်ခါသုံးပစ်စီဟုပြောလိုက်ခြင်းလောဒါကတော်တော်လေးကိုစီကမ်းမဲ့ဖြုံးတိပစ်ခြင်းပဲသူကကဘာကြီးရဲ့ဆရာကြီးလားလင်မှုဖန်းဤနှလုံးမှာပြင်းထန်စွာခုန်နေလေသည်သူအန်ကျိလိုက်က အလောတကြီးပင်ဘူးလေးအားကောက်ယူလိုက်သည်ခမရဲ့အမိုက်ကိုကျုပ်သိမ်းရမှာပေါ့ဆရာကြီးရဲ့ဒါနဲ့တခင်လေးလီလင်မှုဖန်းစိတ်ကိုပြန်လဲထိန်းချုပ်က ပြောလိုက်သည်သူတို့နှစ်ယောက်ကကျုပ်ရဲ့မိတ်ဆွေတွေပါသူကတော့စွန့်ချန်ချန်ပါ နောက်တစ်ယောက်ကတော့စစ်တူရင်ဝါဒနာအိုးလို့လူတိများပါတယ်သူကစစ်တူရင်ကိုအယူအမှုသဘောကျတယ်လေအဖိုးကြီးစွန်းနဲ့စစ်တူရင်ဝါဒနာအိုးတို့လည်းနှုတ်ဆက်လိုက်ကြသည်နှုတ်ဆက်ပါတယ်တခင်လေးလီအိုးခမရကစစ်တူရင်ကစားတတ်တာကိုလီနင်းဖန်ဤမျက်လုံးများတောက်ပသွားကစစ်တူရင်ဝါဒနာအိုးအားကြည့်လိုက်သည်အမှန်တကယ်ပင်သူဒီရင်ကျေးသူတယောက်ဖြစ်ပေမည်လီနင်းဖန်အလွန်ပင်စိတ်လှုပ်ရှားသွားသည်ဒါဆိုတပွဲလောက်ကစားရင်မကောင်းဘူးလားနောက်ဆုံးတော့ စစ်တူရင်ကစားတတ်တဲ့သူကိုတွေ့ပြီးပဲလုံးဝစိတ်ဝင်စားစရာပဲစစ်တူရင်ဝါသနာအိုးမှာအပျော်လွန်သွားသည်သူအလို့တကြီးပြောလိုက်သည်ဒါပေါ့ကျုပ်လည်းကစားချင်နေတာသူ့ရဲ့စိတ်လှုပ်ရှားနေပုံကိုကြည့်ရတာဒီချင်းကြံသူကြီးကစစ်တူရင်ကစားတာကိုတော်တော်အယူမှုဖြစ်ပုံပဲ လီမင်းဖန်အလုံးပင်စိတ်လှုပ်ရှားသွားသည်သူသည်စစ်တူရင်ဝါသနာအိုးနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်ကာစစ်တူရင်ခုံအားပြင်ဆင်လိုက်သည့်လီမင်းဖန်လက်ဟန်ချီဟန်ဖြင့်စစ်တူရင်ဝါသနာအိုးအားပြောလိုက်သည် ခမည်းကဧည့်သည်ပဲအဖြူယူပြီးအရင်ဆလိုက်ပါစစ်တူရင်ဝါသနာအိုးသည်ဆရာကြီး၏အစ်စ်နှင့်အလုံးပင်ဝေးကွာလွန်ကြောင်းတိထားသောကြောင့်သူဤကံလမ်းမှုအာမြင့်ဆံမနေတော့ပေသူသည်အဖြူရောင်ကြားစေးတစေအာကင်လိုက်ကာစစ်တူရင်ခုံအာကြည့်လိုက်သည်အခန်းကိုဆက်ပြီးပါပြီ။ အခန်း60တနတ်တဖားအတာနဲ့နိုင်သွားတယ်သူအတွေးများပြဝေသွားသည် ထိုစစ်တူရင်ခုန်ကသူတို့၏စိတ်ဝိညာဉ်နှင့် အတွေးအာယုံများအားဆွဲသွားယူသွားလားပင်သို့တော်လေသူလေးရင်နှင့် မရင်မိချေသူချက်ချင်းပင်အသက်ပြင်းတစ်ဆိုင်ရှူကားကိုကိုကိုတည်ငြိမ်စေရန်စူးစမ်းလိုက်သည် ယုတ်တရက်သူမတူညီသည့်နေမြေတစ်ခုထံသို့ရောက်သွားသည် သူရှိရှိစစ်တူရင် ခုံမှအလွန်တရာကြီးမားကျယ်ပြန့်လာကာကောင်းကင်နှင့်မြေပြင်အလားဖွဲ့တည်သည်ထိုနေမြေကကြီးလွန်းလာသည့်စစ်တူရင်ကစားခြင်းအားခုံမင်သူတယောက်ဖြစ်သည့်တောင်မိတိနေရမှစတင်ရမည်ကိုနားမလည်ချေထိုရှိမောက်၌သူကတာမန်လူတယောက်ဖြစ်ကာမိတိနေရသို့ထွက်ပြေးရမည်မှန်းတောင်မသိတော့ချေ ဗန်းအစုံမရှိသည့်ညံဆွမ်းအားများကသူ့ထံသို့တိုးဝင်လာကလွှမ်းခြုံသွားသည့်ကြောင့်သတိလက်မတက်ဖြစ်သွားသည်။ဒါကသူတို့ပြောနေကြတဲ့ကဘာတစ်ခုရဲ့ခွန်အားလား။ထိုနေရာ၌သူဤဖြစ်တည်မှုမှာအလွန်သေးငယ်ကြောင့်ခံစားနေရသည် သူသာလုံလောက်စွာအားကောင်းခြင်းမရှိလျင်အဆုံးသက်သွားနိုင်ကြောင်းအားတီဤစစ်တူရင်ဝါဒနာအိုးတယောက်အနေဖြင့်သူစိတ်လှုပ်ရှားနေပြီးကြောက်ရွံ့နေသည်သူစစ်တူရင် ကစားကွက်အားဆ ảy ၍လိုက်သည်လေရင်ကဆက်တင်လိုက်သည်နေပင် လေးလင်းကဘဝတွင်တကြိမ်သာရတတ်သည့်အခွင့်အရေးတစ်ခုဖြစ်သည်လက်လွတ်ခံ၍မရချေနောက်ဆုံး၌သူကစားပွဲစတင်ရန်ဆုံးဖြတ်လိုက်လေပြီးသူကြားစိတ်ကိုစစ်တူရင်ကစားပွဲ၏ဗဟိုထက်သို့ရွေးလိုက်သည်အဖြူရောင်ကြားစိတ်မှစစ်တူရင် ခုံထက်သို့ကျဆင်းလာလေသည်လီမင်းဖန်ပြုံးကစစ်တူရင်ဝါသနာအိုးအားကြည့်လိုက်သည်ကြားစိတ်အားကိုင်းကကစားပွဲစတင်ရန်ရွေးလိုက်သည့်အတွက် ထိုတယောက်ကစစ်တူရင်ကိုကစားတပ်ပုံရသည်တော်တော်လေးလေ့ကျင့်ထားဟန်ရာဤသူနှင့်ယခင်ကကစားဘူးခဲ့သည့်လူများသည်တော့ကစားပွဲမစတင်ခင်မှာပင်တုံရင်နေကြသည်ယခင်လူများကကစားပွဲကိုဖွင့်ရန်မပြောနှင့်မိတို့ကစားရမည်ကိုပင်မတိကြချေသို့တော်လည်းသူဤရွေးကွက်ကအားနည်းလွန်းလာသည့်ပထမဆုံးပွဲစဉ်ဟုံ၍သာထိုတို့ဖြစ်ရမည်ဟုလီနင်းဖန်တွေးလိုက်၏လီနင်းဖန်ပြုံးကအနက်ရောင်ကြားစေအားလက်ထဲကင်၍စစ်တူရင်ခုံထိတ်ဆုံးနေရသို့၍လိုက်သည် စစ်တူရင်ဝါသနာအိုထိုရွေးကွက်ကြောင့်အံအားတင့်သွားသည်ပွဲအခြေအနေတစ်ခုလုံးလုံးဝပြောင်းလဲသွားကြောင်းသူခံစားလိုက်ရ၏သူကစစ်မှန်သည့်စစ်တူရင်တမတယောက်ဟုယုံကြည်တော်လဲအမြင်မားနေသည်ဟုခံစားနေမိသည်ဆရာကြီးကကောင်းကင်နှင့်မြေပြင်ကိုစစ်တူရင်ခုံဟုသဘောထား၍ကဘာတစ်ခုခွန်အားကိုပေါင်းဆက်ထားသည်မဟုတ်လား။နတ်ဖျားကဲ့သို့ဖြစ်တည်မှုမျိုးသာထိုတို့လုံနိုင်ပေလိမ့်မည်ချက်ချက်ချက် လီနင်းဖန်နှင့်စစ်တူရင်ဝါဒနာအိုးတို့မှကစားပွဲ၏ရွေးကွက်များကိုဖန်တီးနေကြသည်။ကြားစစ်ချတန်ကကျဲလောင်ရှင်းလင်းလာကခြံဝန်းတစ်ခုလုံးတို့ပင်ပြန့်နှံ့သည်။လင်မှုဖန်နှင့်ဆွန်းချန်ရှန်တို့တိတ်ဆိတ်နေသည်။သူတို့ကစစ်တူရင်ဝါဒနာအိုးအားမနာလိုသည့်မျက်လုံးများဖြင့်ကြည့်နေကြသည်။ပွဲကြည့်သူများအနေဖြင့်သူတို့၏အော်ရာကပြောင်းလဲလာသည်ကိုမြင်နိုင်နေသည်စစ်တူရင်ဝါဒနာအိုး၏ပက်လက်တွင်ညံလင်းတို့ဝင်းရံလာကြောင်းအာယုံခံမိသည် လေရင်ကစီးစင်းနေသည့်မြည်ရီအလားပင်ကန်ကောင်းလိုက်တာအယူပင်လျင်ဆရာကြီးကစစ်တူရင်ဝါသနာအိုးအားကဲတင်နေကြောင်းပြောနိုင်သည်လီမင်းဖန်သည်လည်းသူအားတကယ်ပင်ကူညီပေးနေခြင်းဖြစ်သည်ထိုတယောက်ကအစပြုစင်တာရှိနေကြောင်းလီမင်းဖန်ပြောနိုင်ပေသည် သူ့အရေးချင်းကတက်ကြီးနှင့်တန်းတူမျှသာရှိ၏ သူအလွဲတကူအနိုင်ယူနိုင်တော်လဲမလုပ်လို့ပေစစ်တူရင်ဝါဒနာအိုးနဲ့တက်ကြီးတို့ကအဆင့်တူများဆိုတော်လဲကြွားချချက်ရှိသည်တက်ကြီးကလီမင်းဖန်ထံမှာတင်ယူနေပြီးအမှန်တကယ်မျက်နှိုးချင်းမရှိကြောင်းခံစားနိုင်သည်စစ်တူရင်ဝါဒနာအိုးတီတော့စစ်တူရင်အားစတင်ကလေးကကစားတက်နေပြီးမျက်နှိုးပုံရကတင်လွယ်တက်လွယ်သည်ထို့ကြောင့်လီမင်းဖန်ကရည်ရွယ်ချက်ရှိရှိဖြင့်အဆုံးတက်ရွေးကွက်များထံမှာရှင်တန်းနိုင်စေရန် သူအားကူညီပေးနေခြင်းဖြစ်သည် စစ်တူရင်ဝါသနာအိုးသည်လဲလီမင်းဖန်အားစိတ်မပြတ်စေလိုပေသူအားလုံးကိုမြင်းနေကအရာအားလုံးကိုလင်းမြန်စွာတင်ယူနေခဲ့သည်လီမင်းဖန်လဲပျော်ရွှင်နေပုံရ၏နာယူဝက်ခန့်ကြသည်တွင်စစ်တူရင်ဝါသနာအိုးကနောက်ဆုံးရွက်ွက်ကိုရွေးလိုက်ပြီးဖြင်းညင်းစွာတက်ပြင်းချလိုက်သည်တခင်လေးလီကျုပ်ရှုံသွားပြီးတခါတလေရှုံးနေသလိုတခါတလေအနိုင်ရရှိတယ်ဒါကကစားပွဲလေးတစ်ခုပါပဲတရေကြီးဆုံးကပျော်ရွှင်ဖို့ပါပဲ။ လီမင်းဖန်ပြုံးကပြောလိုက်တီသူကတကယ်ဆရာကြီးပဲကောင်းကင်နဲ့မြေပြင်ကိုတောင်မှဖြောပြပွဲတစ်ခုလိုသဘောထားတယ်စစ်တူရင်ဝါဒနာအိုးထရက်လိုက်ကလီမင်းဖန်အားဥညွတ်လိုက်တီအကြံပေးတဲ့အတွက်ကျေးဇူးပါပဲတခင်လေးလီကျုပ်များကြီးတင်ယူခဲ့ရပါတယ်ကျုပ်ခမရဲ့တပည့်ဖြစ်ဖို့အတွက်ဥညွတ်ချင်ပါတယ်မဟုတ်သေးဘူးဒါမဖြစ်သင့်ပါဘူး လီမင်းဖန်အလင်းအမြန်ထွက်ကသူ့အားတားဆီးလိုက်သည်သူပြုံးရည်လိုက်ကခမားကကျင့်ကြံသူတယောက်ပါစစ်တူရင်ကစားတာကဝါဒနာတစ်ခုလောက်ပါပဲဘလို့ကြောင့်ခမားကိုတပည့်ဖြစ်လက်ခံလို့ဖြစ်မှာလဲ ထိုဖိုးကြီးကစစ်တူရင်အားအလွန်တရာမျက်နှူးဟန်ရသည်ကစားပွဲတပွဲများရှုံးနေသည်နှင့်သူ့အားဆရာတင်လိုသည်ကိုလီမင်းဖန်မယုံကြည်နိုင်ပေကျင့်ကြံသူတယောက်အားတပည့်အဖြစ်ရရှိခြင်းသည်ကောင်းတော်လည်းပဲသူကယခုထိတိုင်မကျင့်ကြံနိုင်သေးပေထားအပြင်ဤတယောက်ကမိမြအထိအသက်ကြီးနေကြောင်းကိုလည်းသူမသိပေထိုကြောင့်သူတပည့်အဖြစ်လက်မခံရဲချေသူယခင်ဘဝကဖတ်ရှုခဲ့မှုသည့်ရှမ်းရှဝတ္ထုများအကြောင်း စဉ်းစားမိလိုက်ပြီးအဓိကဆက်လိုက်ကမယုံနိုင်စရာကောင်းသည့်ပြိုင်ဘက်ပြင်းဆရာကြီးများဤတပည့်ဖြစ်လာပြီးကဘာအဆုံးတိုင်အောင်မြင်စွာကျင့်ကြံသွားနိုင်ခဲ့သည့်ထိုဆရာကြီးများသည်လည်းသူတို့တပည့်အားအလွန်ဂရုစိုက်ကြသည်သို့သောလေရင်ကတီအိုရီအရသာရှိပြီးလက်တွေမဆန်ပေသူအားနှဲလွန်းလာသည်ဟုခံစားနေမိသည့်စစ်တူရင်ဝါဒနာအိုးစိတ်တက်ကြသွားဟန်ရသည်ဖြစ်နိုင်သည်မှာဆရာကြီးကသူအားလက်မခံလိုဟန်ရသည် ဟုတ်ပေသည်သူအစဉ်ကဆရာကြီး၏တပည့်ဖြစ်ရန်ထိုက်တန်ခြင်းမရှိဘူးမဟုတ်လောသူဆိတ်ရှုပ်စွာခံစားလိုက်ရပြီးမေးလာသည်ဒါဆိုကျုံနောင်ခါဒီကိုမကြာခဏလာပြီးစစ်တူရင်ပညာကိုဖလှယ်လို့ရမလားတခင်လေးလီလီမင်းဖန်ရေမောလိုက်ကပြောသည်ရတာပေါ့ကျုပ်လည်းပဲထိုက်တန်နဲ့ပြိုင်ဘက်မတွေ့မှကိုအရန်ဆိုးရိမ်နေတာကျေးဇူးပါပဲစစ်တူရင်ဝါဒနာအိုးစိတ်လှုပ်ရှားသွားဟန်ရသည် ထိုနောက်သူအနေငယ်ရှက်ကိုရှက်ကန်းခံစားလိုက်ရပြီးဒါပေမဲ့ ကျုပ်ရဲ့စစ်တူရင်ပညာကခမားကို မရှင်းနိုင်ပါဘူးခမားကျုပ်ကိုအလွဲတကူအနိုင်ယူနိုင်တာကျုပ်သိပါတယ်တခင်လေးလီကိစ္စမရှိပါဘူးစစ်တူရင်ပညာဆိုတာတညတည်းတင်ယူလို့ရတဲ့အရာမှမဟုတ်ပဲလီနင်းဖန်ပြောလာသည်စစ်တူရင် အကြောင်းပြောရမယ်ဆိုရင်ကျုပ်ပုံမြင်တပုတ်ကိုအမှတ်ရမိတယ်ဘာပုံမြင်လဲဆိုတာကျုပ်သိခွင့်ရှိမလားတခင်လေးလီစစ်တူရင်ဝါသနာအိုးအာယုံစူးစိုက်မိလိုက်သည် လင်မှုဖန်းနှင့်ဆုံးချန်ရှန်တို့လည်းဂယုတစိုက်နားထောင်နေကြသည်သူတို့စိတ်လှုပ်ရှားနေဟန်ရ၏ဆရာကြီးပုံပြင်ဇလန်းများကအလွန်တရာကြီးကျယ်လာသည်မဟုတ်လားသူတို့ဤတောင်းဆိုလိုသည့်ပုံစံများကိုကြည်ကလင်းမင်းဖန်ပြုံးလျက်ဆက်ပြောလာသည်တခါတုန်းကလူတစ်ယောက်ဟာတာမန်လူဖြစ်ပေမဲ့သူ့ရဲ့ကံကြမ္မာကိုအခြားသူတွေထိန်းချုပ်ချုပ်ကင်ပါကိုငင်းဆန်လိုခဲ့တယ် ဒါကြောင့်မို့တောင်တန်းတွေရဲ့အနက်ရှိုင်းဆုံးနေရာတွေကိုတွားရောက်ပြီးနတ်ဖျားကိုရှာဖွေခဲ့တယ်။နောက်ဆုံးမှာနတ်ဖျားနဲ့တွေ့ခဲ့ပြီးစစ်တူရင်တိုက်ပွဲတစ်ခုကစားခဲ့ကြတယ်။အဆုံးမှာသူ့ရဲ့အသက်ကိုလောင်ကြီးတီးပြီးနောက်ဆုံးကြားစေ့ကိုချခဲ့တယ်။ထိုမူလပုံမြင်မှာရှုပ်ထွေးပြီးရှေးလျားလာသည့်အပြည့်အစုံကိုပြောပြရမည်ကိုစိတ်မပါသောကြောင့်အတူချုံးလာပြောလိုက်လေသည်။သို့တော်လည်းအခြားတစ်ဖက်တွင်ပြောနေစရာမလိုတော့အောင်လင်မူဖန်းတို့တိုက်မှာစက်တီးမွေးညင်းများထပ်ကုန်ကြသည် လီမင်းဖန်ကပုံမြင်ပြောနေခြင်းဖြစ်သည်သို့သောအယူတာလင်လေရင်အားပုံမြင်တစ်ခုဟုမှတ်ယူလိမ့်မည်ဖြစ်သည်လေရင်ကအနောက်ရက်သို့ခရီးသွားခြင်းအလားဆရာကြီး၏ကိုယ်ပိုင်အတွေ့အကြုံတို့ပင်ဖြစ်ကောင်းဖြစ်နိုင်သည်ကိုကံကျမကိုအခြားလူတွေထိန်းချုပ်မှကိုညှဉ်းဆန်လိုတဲ့လားဒါဆိုရင် သူက ပုံရုပ်တရုပ်မဖြစ်လိုဘူးပေါ့ပြီးတော့နတ်ဖရာကိုရှာတွေ့နိုင်ခဲ့ပြီးစစ်တူရင်တိုက်ပွဲတစ်ခုဆင်နွှဲခဲ့တယ်ပေါ့သူကိုယ်သူပုံရုပ်အစားကစားသမားအဖြစ်ပြောင်းလဲဖြစ်ခဲ့တယ် အောင်ဖို့ကောင်းလိုက်တာအတိကအရေးကြီးဆုံးအပိုင်းကသူကတာမန်လူဖြစ်နေတာပဲဘလို့နတ်ဖရာလူဖြစ်တည်မှုနဲ့လူကဒီလိုလုံနိုင်မှာလဲဒါကစမ်းကြည့်ပြီးနိုင်စမရနိုင်ဘူးအဲ့ဒီနောက်ဘာဖြစ်သွားလဲစတူရင်ဝါဒနာအိုးကထရလာခေကလီနင်းဖန်အားကြီးလိုက်သည် သူဆိတ်ရှုပ်ထွေးနေကအတန်များပင်တုံရင်နေလေသည်လီနင်းဖန်စကားတလုံးချင်းအားဖြင်းညင်းစွာပြောလာခဲ့သည်နောက်တစ်ဖြားနဲ့အနိုင်ရသွားတဲ့အခန်းကိုဆက်တပြီးပါပြီ